အော်လုံးပဲမင်္ဂလာပါကိုလူတို့၃နာရီတခါမိုင်းနေဝေသူပေးယုံနဲ့ရရှိလာတဲ့ ROS 2လေးတွေကို USD အနေနဲ့ပြောင်းပြီးတော့မြန်မာငွေ3000ကျော်ကို ပတ်စံထုတ်ပြပေးသွားမှာဖြစ်ပါတယ် ROS ကလေးတွေကိုဖလို့မိုင်းနေတူပြီးတော့ဘလို့ USD အနေနဲ့ပြန်ချိန်မလဲပြန်ချိန်ပြီးတော့မြန်မာငွေဘလို့ပြန်ထုတ်မလဲဆိုတာလေးကိုကျွန်တော်အသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုမကြော်ဘဲနဲ့အဆုံးထိလိုက်ပါကြည့်စုသွားမှာတာပေါ့နော်ကိုလူတို့ကနားလဲသဘောပေါက်မှာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကို like and share လေးလုပ်ပြီးတော့အဆုံးထိလိုက်ပါကြည့်စုသွားလဲရအောင်ပေါ့နော် ကိုလူတို့က online ငွေစာနည်းတွေကိုစိတ်ဝင်စားတဲ့ဆိုရင်ကျွန်တော်ရဲ့ဒီ channel လေးကို subscribe လေးနှိပ်ထားပြီးတော့ notification လေးကိုနှိပ်ထားပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်။ okay ကျွန်တော်ဒီမှာဆိုရပေါ့နော်ကျွန်တော်မှာရရှိထားတဲ့ ROS squad ပမာဏလေးပဲဖြစ်ပါတယ်ပေါ့နော် ROS squad ROA ဝါကွိုက်ကိုပေါ့နော်ကျွန်တော်တို့က D1 USD နဲ့ညီမှာဖြစ်ပါလေ Okay ကျွန်တော်မှာစီတာက ROA square ပေါ့နော်ခေါင်းဒါတမခနဲ့ ROA ပဲဖြစ်ပါလေ USD အနေနဲ့ဆိုရဲကျွန်တော်တို့ကဒီမှာခနဲ့ဒါမစ USD ဖြစ်ပါလေ Okay ကျွန်တော်တို့ရရှိလာတဲ့ ROA square လေးတွေကို USD ဒီအနေနဲ့ပြန်လဲပြောင်းပြီးတော့ပေါ့နော်ဘိုင်းနေတဲ့ကိုဘလို့ပြောင်းဆွေမလဲမြန်မာငွေအာဘလို့ပြောင်းမလဲဆိုတာလေးကိုအသေးစိတ်ပြောပြပေးမှာဖြစ်ပါလေ Okay ပထမဆုံးကျွန်တော်တို့ဒီ၃နှစ်တခါမိုင်းနေဝ ွေတူပေးရုံနဲ့ဒီ ROS ကိုလေးတကိုဘယ်လို software မလဲပေါ့နော်ကျွန်တော်ဒီ APP လေးရဲ့အကြောင်းအရာအသေးစိတ်ကိုကျွန်တော်ရဲ့ဒီ YouTube channel လေးထဲမှာကျွန်တော်တည်ပေးထားပြီးပဲဖြစ်ပါတယ်ပေါ့နော်ဒီအကြောင်းအရာလေးတွေကိုပေါ့နော်ကျွန်တော်ရဲ့ဒီ YouTube channel လေးထဲမှာကျွန်တော်တည်ပေးထားပြီးပဲဖြစ်ပါတယ်ဒီ APP လေးတွေရဲ့အကြောင်းအရာကိုပေါ့နော်မတိသေးဘူးဆိုရင်ဒီ video လေးကိုတော့ကြည့်လိုက်ဖို့ကျွန်တော်အကြံပေးချေလဲပေါ့နော်ဒီ video လေးကိုတော့ကြည့်လိုက်မှဆိုရင်ကိုလူတို့ကဒီ APP လေးတွေအကြောင်းကိုပေါ့နော်၃လတခါမိုင်းနေဘလို့ဝယ်သူရမလဲဆိုတာဒီကိုအသေးစိတ်သိစီနားလဲ မှာပဲဖြစ်ပါတယ်။ Okay ကျွန်တော်ဒီနေ့ဗီဒီယိုလေးထဲမှာဆိုရဲဒီ APP လေးနှစ်ခုထဲကနေမိုင်းနေတူပုတ်တူလေးတခုကျွန်တော်တစ်ချက်ပြောပြပေးမယ်ပေါ့နော်။ Okay ပထမဆုံးကျွန်တော်တို့ကဒီ APP လေးကိုရယူမယ်ဆိုရဲဘူပီလေးတခုအရေခံထားလိုက်ပေါ့ကျွန်တော်ပေးထားတဲ့ link ကနေတစ်ချက်ဝယ်ပြီးတော့ download ဆွဲပေးလိုက်ပေါ့နော်။ Okay ဒီ APP လေးကိုကျွန်တော်ပေးထားတဲ့ link ကနေ Apple Store ထဲမှာ download ဆွဲပေးလိုက်ပြီးဆိုရဲဒီ APP လေးတွေရရှိလာမှာပဲဖြစ်ပါတယ်။ဒီ APP လေးတွေ ကားဆိုရင်ပေါ့နော်ကျွန်တော်တို့ဒီ robot နဲ့ robot file ဆိုတဲ့ app လေးနှစ်ခုပဲဖြစ်ပါတယ် okay ကျွန်တော်ပထမဆုံးဒီ robot ဆိုတဲ့ app လေးတစ်ခုတော့အဲတစ်ချက်ဝေပြမှာပေါ့နော် okay ဒီမှာဆိုရင်ကျွန်တော်တို့ကဒီ theme မှာဆိုရင်ပေါ့နော် โอเคဒီမှာဆိုရေပေါ့နော်ကျွန်တော်တို့ကဒီကောက်လေးကဆိုရေ၃နိုင်တခါကျွန်တော်တို့ဒီမိုင်းနေဝေတူပေးရမှာဖြစ်ပါတယ်မိုင်းနေတူးမဲ့ဆိုရေကျွန်တော်တို့ဒီအောက်ကဒီစတန်နောက်ဆိုရေနေရာလေးကိုတစ်ချက်နှိပ်ပေးရမှာဖြစ်ပါတယ်โอเคဒီလိုနှိပ်ပေးလိုက်ပြီဆိုရေကျွန်တော်တို့ကဒီမှာဒီ staff for free ဆိုရေနေရာလေးကိုတစ်ချက်နှိပ်ပေးရမှာဖြစ်ပါတယ်ဒီလိုနှိပ်ပေးလိုက်ပြီဆိုရေဒီမှာတူပေးထားတဲ့စက္ကန့်လေးတွေကိုကျွန်တော်တို့ကစောက်ပေးရမှာဖြစ်ပါတယ်ဒီစက္ကန့်30ပြီးသွားတဲ့အခါမှာဆိုရေသူ့အလိုလိုနဲ့ကျွန်တော်တို့ဒီမိုင်းနေတူးပေးသွားပါလိမ့်မယ်ပေါ့နော်โอเคဒီမှာကျွန်တော်စက္ကန့်30လောက်ကို နာလေးစာပေးလိုက်မှာဖြစ်ပါတယ်တုံးနေတဲ့ပေါ့နော်โอเคဒီလိုပြီသွားတဲ့အခါမှာဆိုရဲကျွန်တော်တို့ခနာလေးစောက်ပေးလိုက်ယုံနဲ့ကျွန်တော်တို့ကဒီမှာအ iOS ကလေးတွေကိုဒီမှာ mining တူပေးနေပြီပဲဖြစ်ပါတယ်အချိန်ကားဆိုရင်ကျွန်တော်တို့ဒီ3နိုင်တခါပေါ့နော် mining ဝဝတူပေးနေမှာဆိုရင် iOS ကလေးတွေရာစီလာမှာပဲဖြစ်ပါတယ်ရာစီလာတဲ့ iOS ကလေးတွေကို USDT အနေနဲ့ကျွန်တော်တို့ပြန်လဲပြောင်းပြီးတော့ပေါ့နော်ဒီမြန်မာငွေပြန်လဲချိန်လို့ရမှာဖြစ်ပါတယ် okay ဒီ iOS ကလေးတွေကိုကျွန်တော်တို့ကဒီပြန်လဲမဲ့ဆိုရင်ပေါ့နော်ကျွန်တော်ဒီ SEO လဲ account လုံးလေးကိုလဲပဲကျွန်တော် save ဒီမှာတည်ပေးခဲ့ပူပါတယ်ပေါ့နော် SEO လဲကိုလဲပဲကျွန်တော်တို့ ီပလေးဆိုတဲ့မှာလွယ်တကူသွားသားယူလို့ရမှာဖြစ်ပါတယ်ပလေးဆိုလည်းကိုဝယ်လိုက်မယ်ဆိုရင်ဒီနေရာလေးမှာကျွန်တော်တို့က NCWAAET လို့ကျွန်တော်တို့ရိုက်စာလိုက်မယ်ဆိုရင် NC wallet ကိုပေါ်တော့အလွယ်တကူကျွန်တော်တို့က download ဆွဲပေးရမှာဖြစ်ပါတယ်ဒီမှာပေါ်တော့ကျွန်တော်တို့ NC wallet ကိုပေါ်တော့ကျွန်တော်တို့ download ဆွဲပေးလိုက်ပါကျွန်တော်ကတော့ဒီနေရာလေးမှာ download ဆွဲပေးပြီး MD တောင်းနေမှာပဲဖြစ်ပါတယ် okay ကျွန်တော်ကတော့ဒီနေရာလေးမှာ MD မတည်သေးဘူးပေါ့နော်။ Okay ကျွန်တော်တို့ဒီမှာဆိုရဲကျွန်တော်တို့ဒီ Lova 5ဆိုတဲ့ app လေးထက်ကိုကျွန်တော်တစ်ချက်ဝယ်ပြမှာပေါ့နော်။ Lova 5ဆိုတဲ့ app လေးထက်ကိုကျွန်တော်တို့တစ်ချက်ဝယ်လိုက်မှာဆိုရဲဒီနေရာလေးမှာခဏလေးစပေးလိုက်ပေါ့။ ဟုတ်ပြီဒီမှာဆွေလေးပဲပေါ့နော်ကျွန်တော်တို့ဒီ AB လေးကိုစားတဲ့အတော့ပြုမဲ့ဆွေသူတောက်ထားတဲ့ပေါမစင်လေးတွေကိုကျွန်တော်တို့ဒီမဖြစ်မနေဖွဲ့ပေးရမှာဖြစ်ပါတယ်ပေါ့နော်ဒီကျွန်တော်တို့ပေါမစင်လေးတွေကိုအရင်ဖွဲ့ပေးလိုက်မဲ့ဆွေဒီမှာကျွန်တော်တို့ဒီ minus ဆောက်တူလို့ရမှာဖြစ်ပါတယ်ဒီမှာ setup now နေရာလေးကိုတစ်ချက်နေပေးလိုက်ပေါ့ ။ Okay ဒီလိုနှိပ်ပြလိုက်ပြီဆိုရင်ကျွန်တော်တို့ဒီအောင်မှာစတာဖော်ဖလစ်ဆိုတဲ့နေရာလေးကိုတချင်နှိပ်ပြလိုက်ပေါ့။ဒီလိုနှိပ်ပြလိုက်မဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာစက္ကန့်30ကျွန်တော်တို့ခဏလေးစောက်ပေးရမှာဖြစ်ပါတယ်ပေါ့နော်။ Okay ဒီ robot app လေးနဲ့ robot 5ဆိုတဲ့ app လေးနှစ်ခုပေါ့နော်။ကျွန်တော်တို့ဒီ3နိုင်တဲ့ခါမိုင်းနေဝဝေတူပေးနေမဲ့ဆိုရင်ကျွန်တော်တို့က OS ကွိုင်းလေးတွေရစီလာမှာပဲဖြစ်ပါလိမ့်။ OS ကွိုင်းလေးတွေကိုကျွန်တော်တို့ AC wall နဲ့တစ်ခုပျောက်ဆွေးမဲ့ဆိုရင်ပေါ့နော်။အ ਨੇ ဆုံးပမာဏကကျွန်တော်တို့ဒီ0.51 Uh, always quite neat စီတာပို့လို့လိုပါတယ်ပေါ့နော်စီတာ51ကျွန်တော်တို့ OOS ကစီတာမှဒါဒီဒီ wallet တဲ့ဒီ mine တူလို့ရစလာလေ OOS ကလေးတွေကိုကျွန်တော်တို့ကဒီ AC wallet တဲ့ကိုပျောက်ဆွေးလို့ရမှာဖြစ်ပါတယ်ဒီလိုပျောက်ဆွေးတဲ့နည်းကိုလည်းပဲပေါ့နော်ကျွန်တော်အစ်စ်ဗီဒီယိုထဲမှာတည်ပေးထားပြီးပြီမို့လို့ဒီဗီဒီယိုထဲမှာတော့ကျွန်တော်အသေးစိတ်ပြောပြမနေတော့ဘူးပေါ့နော်ဒီဒီဗီဒီယိုလေးကိုတွားကြည့်လိုက်မယ်ဆိုအသေးစိတ်ဒီစနားလည်းမှာပဲဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့ဒီလို mine တူလို့ရစလာတဲ့ OOS ကလေးတွေကို AC wallet တဲ့ကိုကျွန်တော်တို့ပျောက်ဆွေး ွေလိုက်ပြီးဆိုရင်ဒီမှာကျွန်တော်တို့ဒီ ROS quite လေးတွေကပေါ့နော်ဒီနေရာလေးမှာကျွန်တော်တို့ရောက်ရှိလာမှာပဲဖြစ်ပါလေဟုတ်ပြီဒီမှာဆိုရင်ပေါ့နော်ကျွန်တော်ပြောင်းဆွေထားတဲ့ဒီဒီ ROS quite လေးတွေကိုကျွန်တော်တစ်ချစ်ပြောင်းမှာပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ခုနပဲပေါ့နော်ကျွန်တော်ဒီမှာ ROS quite ဒီ1.0 ဝါဒနမအစီဒိုနိုင်ပေါ့နော်ကျွန်တော်တို့ဒီမှာ OOS squy ဝါဒနမ6ခု OOS squy ကိုပေါ့နော်ကျွန်တော်ပြောင်းဆွေထားတာလေးပဲဖြစ်ပါတယ်ဟုတ်ပြီရစီလာတဲ့ OOS squy လေးတွေကိုကျွန်တော်တို့ကဒီမှာ USD USDT အနေနဲ့ကျွန်တော်တို့ပြောင်းမယ်ပေါ့နော်ဒီလိုပြောင်းမှသာဘိုင်းနေတဲ့ကိုအလွယ်တကူပြောင်းဆွေလို့ရပြီးတော့မြန်မာဝင်နဲ့ပြန်လည်ချိန်လို့ရမှာဖြစ်ပါတယ် ဟုတ်ပြီဒီမှာဆိုရင်ကျွန်တော်တို့ OOS quite the quite ကို USD အနေနဲ့1ဒေါ်လာညီတာမို့လို့ပေါ့နော် ကျွန်တော်မှဆိုရင်ဒီမှာ9ဒသမ9 OOS quite စီးကားပြီးပြဖြစ်ပါတယ်ဟုတ်ပြီဒီမှာဆိုရင်ကျွန်တော်တို့ OOS quite လေးတွေကို USD USD ဒီအနေနဲ့ပြောင်းမဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာ OS ကိုလေးတွေကိုတစ်ချက်နှိပ်ပေးလိုက်ပေါ့နော်ဟုတ်ပြီဒီလိုနှိပ်ပေးလိုက်မဲ့ဆိုရင်ဒီမှာဆိုရင်ပေါ့နော်ကျွန်တော်တို့ဒီအောက်က Exchange ဆိုရဲ OS ဆိုရဲနေရာလေးကိုတစ်ချက်နှိပ်ပေးရမှာဖြစ်ပါတယ်ဟုတ်ပြီဒီလိုနှိပ်ပေးလိုက်ပြီဆိုရင်ကျွန်တော်ဒီဒီမှာ Exchange ဆိုရဲနေရာလေးကိုရောက်လာမှာပေါ့နော်ဒီလိုရောက်လာပြီဆိုရင်ဒီအပေါ်မှာဆိုကျွန်တော်တို့ဒီ OS ကိုပေါ့နော်အောက်မှာဆိုရင်ကျွန်တော်တို့ဒီပြောင်းဆွေးလို့ရမယ်ဒီ Crypto Exchange တွေဖြစ်ပါတယ်โอเคကျွန်တော်ဒီမှာဆိုပေါ့နော် US ဒီဒီအနေနဲ့မပြောင်းချင်ဘူးဆိုရင်လည်းပဲဒီမှာကျွန်တော်တို့ပြောင်းချင်တဲ့ဒီခလီတိုလေးတွေကိုယူလို့ရမှာဖြစ်ပါလေကျွန်တော်ကတော့ဒီမှာ US ဒီဒီကိုပဲကျွန်တော်ပြောင်းมาဖြစ်ပါလေပေါ့နော်ဒီမှာကျွန်တော်တို့ဒီထားရမှာကတော့ပေါ့နော်အ ਨੇ ဆုံးကျွန်တော်တို့ကဒီ ROS2 ကိုပေါ့နော်ဒီခနေတမဒီခနေဒီပေါ့နော်ကျွန်တော်တို့ဒီ ROS2 ကနေကျွန်တော်တို့ ROS2 ကနေကျွန်တော်တို့ဒီ US ဒီဒီကိုပြောင်းမယ်ဆိုရင်အနည်းဆုံးကျွန်တော်တို့ကဒီခနေ OOS ကိုလေးတော့စီထားဖို့လိုလို့ပါတယ်ဒါမှဒါကျွန်တော်တို့ကဒီ OOS ကိုကနေ US ဒီဒီကိုပြောင်းဆွေးလို့ရမှာဖြစ်ပါတယ်ကျွန်တော်မှဆိုရေပေါ့နော်အခုဆိုရေကျွန်တော်မှဒီ OOS ကိုခနေ့ကိုစီထားပြီးပဲဖြစ်ပါတယ်ပေါ့နော်ဒီ OOS ကိုကျွန်တော်တို့ခနေ့ကိုစီထားမှဒါဒီ US USDT အနေနဲ့ပြောင်းဆွေးလို့ရမှာဖြစ်ပါတယ်ဒီခနေ့ကိုယ်မပြည့်တဲ့အခါမှာဆွေး USDT အနေနဲ့ကျွန်တော်တို့ပြောင်းလို့ရမှာမဟုတ်ပါဘူးပေါ့နော်ဟုတ်ပြီဒီလို ကျွန်တော်တို့ဒီမှာကျွန်တော်ကဒီ ROI subscribe ပေါ့နော်ခနေ့တတမခနေ့ကို ROI subscribe ကိုကျွန်တော်ကဒီမှာ USDT အနေနဲ့ခနေ့တတမခနေ့အဲရောက်စီမှာပဲဖြစ်ပါလေပေါ့နော်โอเคပြောင်းမယ်ဆိုရင်ကျွန်တော်တို့ဒီအောက်ကအခြေဆွေနေရာလေးကိုတက်ချင်နေပေးရမှာဖြစ်ပါတယ်ဒီအောက်ကအခြေဆွေနေရာလေးကိုတက်ချင်နေပေးလိုက်ပါ โอเคဒီလိုတိတ်ချပြီးဆွေးကျွန်တော်တို့ဒီအောက်ကအဲဆဲဆွေးနေရာလေးကိုတက်ချင်နေပြရမှာဖြစ်ပါလေပေါ့နော်တကယ်လို့အဲချိဒီမတိတ်ချသေးဘူးဆွေးကျွန်တော်တို့ကဒီမှာအန်တီကိုတက်ချင်နေပြီးတော့လဲပြန်လဲပြပြန်လဲပြေလို့ရောက်มาဖြစ်ပါတယ်ပေါ့เนาะကျွန်တော်ကတိတ်ချပြီးမို့လို့ဒီအောက်ကအဲချေးဆွေနေရာလေးကိုတက်ချင်နေပြလိုက်มาဖြစ်ပါတယ်โอเคဒီမှာဆိုရေပေါ့เนาะကျွန်တော်တို့ပျောက်ဆွေးလိုက်တယ်ဒီ iOS ကလေးတွေကိုပေါ်တော့ USD အနေနဲ့ပြောင်းဆွေးလိုက်တာဒီမှာ complete ဆိုပြီးတော့သူကပြောင်းနေပြီပဲဖြစ်ပါတယ် okay ဒီလိုအောင်မြင်သွားပြီဆိုရင်ကျွန်တော်တို့ဒီအောက်ကဒန်းဆွဲနေရလေးကိုတစ်ချစ်နှိပ်ပေးလိုက်ပါဒီလိုနှိပ်ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ဒီအောက်ကို refining နဲ့ဆွဲချလိုက်မယ်ဆိုရင်ကျွန်တော်တို့ပြောင်းဆွေးလိုက်တဲ့ iOS ကလေးတွေကပေါ်တော့ USDT အနေနဲ့ဒီမှာရောက်စီသွားပြီပဲဖြစ်ပါတယ်ဒီအောက်မှာဆိုကျွန်တော်တို့ဒီ iOS ကလေးတွေက0ပဲကြက်ခဲတဲ့ပေါ်တော့ဟုတ်ပြီကျွန်တော်တို့ဒီ USDT အနေနဲ့ကျွန်တော်တို့ရောက်စီသွားပြီဆိုရင် ဒီကောင်လေးကိုကျွန်တော်တို့တစ်ချစ်ထောက်လိုက်ပေါ့နော် UA ဒီဒီကိုတစ်ချစ်ထောက်လိုက်ပေါ့ဒီလိုထောက်လိုက်ပြီးဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင်ပေါ့နော်သူပေးထားတဲ့ဒီအများကြီးစီးပါလေကျွန်တော်တို့ကဒီမှာ buy USD နဲ့စီးပါတဲ့ပေါ့နော် deposit USDT စ USDT HA USDT ပေါ့နော်ကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်ကဒီရစီလာတဲ့ USDT တွေကို buy နဲ့ account ထဲကိုကျွန်တော်ကပြောင်းဆိုမှာမလို့ပေါ့နော်ဒီမှာကျွန်တော်တို့စ USDT ကိုတစ်ချစ်နှိပ်ပေးရမှာဖြစ်ပါတယ်ဒီလိုနှိပ်ပေးလိုက်ပြီးဆို ယ်ဒီနေရာလေးမှာကျွန်တော်တို့ကဒီဆွဲပေါ်တော့ကျွန်တော်တို့ကဒီနေရာလေးကအရင်အရေးကြီးပါတယ်ကျွန်တော်တို့ဒီမှာအမ် TRC network ကိုပေါ်တော့ကျွန်တော်ကပြောင်းလိုက်ပေါ့နော်ဒီလိုပြောင်းလိုက်ပြီးဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင်ပေါ့နော် BEP network ကိုပဲကျွန်တော်တို့ရွေးပေးလိုက်ပါ BEP network ကိုကျွန်တော်တို့ကဒီမှာရွေးပေးလိုက်ပေါ့နော်ဒီနေရာလေးကအရောက်ကိုအရေးကြီးပါလေဒီ BEP network ကိုကျွန်တော်တို့အရင်မှန်ထားပေးရမှာဖြစ်ပါတယ်ဒီလိုမှန်ထားလိုက်ပြီးဆိုရင်ကျွန်တော်တို့ဒီဘိုင်းနဲ့အကောင့်လေးထက်ကိုဝယ်ရမှာဖြစ်ပါတယ်ပေါ့နော်ဒီဘိုင်းနဲ့အကောင့်လေးထက်ကိုကျွန်တော်တို့တက်ချစ်ဝယ်လိုက်ပါ ဝင်လိုက်ပြီဆိုရင်ကျွန်တော်တို့ဒီနေရာလေးမှာဒီအောက်ကအဆန်းဆိုတဲ့နေရာလေးကိုတက်ချင်နေပေးရမှာဖြစ်ပါတယ်โอเคဒီအောက်ကအဆန်းပေါ့နော်ဒီအောက်ကအဆန်းလေးကိုတက်ချင်နေပေးလိုက်ပါဒီလိုနေပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာဒီ process ဆိုတဲ့နေရာလေးကိုတက်ချင်နေပေးရမှာဖြစ်ပါတယ်โอเคဒီလိုနေပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ကဒီအပေါ်ကစာတဲ့နေရာမှာပေါ့နော်စာတဲ့နေရာမှာကျွန်တော်တို့က US USDT ဒီလိုရိုက်စာပေးရမှာဖြစ်ပါတယ်ဒီလိုရိုက်စာပေးလိုက်ပြီဆိုရင်ဒီမှာ USDT ကပေါ်လာပြီဖြစ်ပါတယ်ပေါ်လာပြီဆိုရင်ကျွန်တော်တို့ဒီကောင်လေးထက်ကိုတက်ချေဝေးလိုက်ပါဝေးလိုက်ပြီဆိုရင်ဒီမှာကျွန်တော်တို့ဒီအနေဝေးရွေးရမှာဖြစ်ပါလေပေါ့နော်ခုနကျွန်တော်တို့ရွေးခဲတာဆိုရင်ဒီမှာ BEP 20ပဲဖြစ်ပါတယ်ဒီ BEP 20ကိုကျွန်တော်တို့က၄နဲ့တစ်ချေထောက်ရမှာဖြစ်ပါတယ် โอเคကျွန်တော်တို့ဒီမှာဆိုရေပေါ့နော် BEP 20ကျွန်တော်တို့ add rate ရရှိလာပြီပဲဖြစ်ပါတယ်ဒီလို add rate ကိုကျွန်တော်တို့ copy ယူမယ်ဆိုရင်ဒီနေပြနာက copy ပုံစံလေးကိုတစ်ချက်နှိပ်ပြလိုက်ပါဒီလိုနှိပ်ပြလိုက်ပြီးဆိုရင်ခုနကျွန်တော်တို့ဒီဝေခဲ့တဲ့ SEO လေးတဲ့ကိုကျွန်တော်တို့တစ်ချက်ပြဝေပေးရမှာဖြစ်ပါတယ်ဒီလိုပြဝေပေးလိုက်ပေါ့နော်ပြဝေပေးလိုက်ပြီးဆိုရင်ကျွန်တော်တို့ဒီမှာဆိုရေပေါ့နော်ကျွန်တော်တို့ရွေးခဲ့တဲ့ဒီ BEP 20ပေါ့နော်ဒီအမှတ်ဆွဲကျွန်တော် add rate ထည့်ပေးရမှာဖြစ်ပါတယ်ဒီအမှတ်ဆွဲကျွန်တော်တို့ထုတ်ယူမယ်အမှောက်ကိုထည့်ပေးရမှာဖြစ်ပါတယ်โอเคဒီလိုထည့်ပေးလိုက်ပြီးဆိုရင်ကျွန်တော်တို့ဒီမှာဆိုရေပေါ့ ော့ကျွန်တော်တို့ကဒီကောက်လေးကိုကြကြဖိပြီးတော့ဒီမှာပေးချပေးလိုက်ပါကျွန်တော်တို့ဒီမှာဒတိထားရမှာကတော့ပေါ့เนาะကျွန်တော်တို့ဒီမှာဆိုရင်ဒီ နေဝေကောက်ဆွေကျွန်တော်တို့ဒီ BEP 20ကိုပဲရွေးပေးပါကျွန်တော်တို့ဒီမှာ TRC 20ကိုမရွေးပေးပါနဲ့ TRC 20ကိုရွေးပေးလိုက်မဲ့ဆွေကျွန်တော်တို့ကဒီ Fuji ဖြန်းမှာဖြစ်ပါတယ် BEP 20ကိုကျွန်တော်တို့ရွေးပေးမှတာပေါ့နော်ကျွန်တော်တို့မှာရရှိထားတဲ့ဒီ USD ဒီပမာဏကိုပေါ့နော်ဒီနေရာလေးမှာအများဆုံးကျွန်တော်တို့ထောက်ယူလို့ရမှာဖြစ်ပါတယ်ဟုတ်ပြီဒီမှာဆွေပေါ့နော်ကျွန်တော်တို့ဒီ BEP 20 address ကိုကျွန်တော်တို့တွားယူလိုက်ပြီးဒီမှာ address ကိုကျွန်တော်တို့ထည့်ပေးလိုက်ပြီးဒီအောက်မှာကျွန်တော်တို့ထောက်ယူမဲ့ပမာဏလေးကိုထည့်ပေးလိုက်ပြီးဆိုရင်တေချာပြီး ဆိုရပေါ့နော်ကျွန်တော်တို့ကဒီကောက်ကဆဲဆွေနေရာလေးကိုနိုင်ပေးရမှာဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ရယူခဲ့တဲ့ဒီ BAB 20 at rate ကိုပေါ်တော့တေချာမှတ်ကန်လားမမှတ်ကန်လားဆိုတာလေးကိုတေချာဆက်ဆက်ပေးပါဒီကောက်လေးမှတ်တော့လဲကျွန်တော်တို့ကဒီဆုပ်ဆုပ်နဲ့ချင်းစီတော်မှုလို့ပေါ်လို့ဟုတ်ပြီဒီလိုမှတ်ကပ်ပြီးဆိုရကျွန်တော်တို့ဒီအောက်ကအချင်းဆွေဒီအောက်ကဆဲဆွေနေရာလေးကိုတက်ချင်းနေပေးလိုက်ပါ โอเคဒီလိုနှိပ်ပေးလိုက်ပြီဆိုရဲဒီနေရာလေးမှာကျွန်တော်တို့ဒီမှာဆိုရဲပေါ့เนาะကျွန်တော်တို့ကကျွန်တော်တို့ဒီပျောက်ဆွေးမဲ့ update ပဲဖြစ်ပါတယ်ဒီမှာဆိုရဲနေဝင်ကဆွေပေါ့เนาะဒီမှာဆိုရဲပေါ့เนาะဒီမှာကျွန်တော်တို့ဒီ BAB smart chain ပေါ့เนาะအမောက်ကဆိုရဲဒီမှာဒီခနေတာတမခနေဆက်ခနေ US ဒီဒီပဲဖြစ်ပါတယ်။နေဝေဖလီကားဆိုရင်ကျွန်တော်ဒီမှာဇီတိုပမာဏပဲဖြစ်ပါတယ်ပေါ့နော်။တကြမ်းမှာပြီးစရာမလိုပါဘူး။ကျွန်တော်ဒီဒီမှာ AC1 လက်ဖီကားဆိုရင်လည်းပဲဇီတိုဖြစ်ပါတယ်။လည်းဝါတပြားမှာပြီးစရာမလိုဘူးပေါ့နော်။တူတယ်ဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင်ပေါ့နော်ခနေတလမခနေဆက်ခနေ3.49 USDT ပဲဖြစ်ပါတယ်။ဟုတ်ပြီဒီလိုမှတ်ကပ်ပြီးဆိုရင်ကျွန်တော်တို့ကဒီအောက်ကဆဲဆိုရင်နေရာလေးကိုတက်ချင်နေပြလိုက်ပါ။ โอเคကျွန်တော်တို့ပေါ့เนาะဒီကောက်ကောက်ဆိုရဲကျွန်တော်တို့ဒီကောက်ခဲအထရိတ်တာမှာကျွန်တော်တို့တွားတွားစာပေးရမှာဖြစ်ပါတယ်ပေါ့เนาะโอเคကျွန်တော်တို့ဒီကောက်ခဲအကောက်ဒီပေါ့เนาะကျွန်တော်တို့ဒီကောက်ကောက်ဆိုရဲကျွန်တော်တို့ဒီအရေက is wallet ကျွန်တော်တို့လောက် လောက်ခဲ့တဲ့ပေါ်တော့ကျွန်တော်တို့ဒီတူးစစ်တာပေါ်တော့တူးစစ်တာကုတ်ကိုကျွန်တော်တွားယူမှဆွေးဒီမှာဒီ ability ကိုကျွန်တော်တစ်ချက်ဝယ်ရမှာဖြစ်ပါတယ်ဝယ်လိုက်ပြီးဆွေးကျွန်တော်တို့ဒီမှာဆွေးပေါ်တော့ကျွန်တော်တို့အရောက်ယူမှကုတ်လေးကိုဒီမှာတစ်ချက်ထောက်လိုက်မှဆွေးကျွန်တော်တို့ရဲ့ကုတ်လေးကိုပေါ်တော့ဒီမှာရာစီသွားပါလိမ့်မယ်ဒီလိုရာစီလာပြီးဆွေးဒီနေရာလေးမှာကျွန်တော်တို့ပေးချပေးလိုက်ပါ ဒီလိုရစီလာပြီးဆိုရင်ကျွန်တော်တို့ကဒီနေရာလေးမှာပေးချပေးလိုက်ပါဒီလိုပေးချပေးလိုက်ပြီးဆိုရင်ဒီမှာကျွန်တော်တို့ဆက်ဆက်ဖူလီဖြစ်သွားပြီပဲဖြစ်ပါတယ်ပေါ့နော်ဒီအောက်ကဒန်းဆွေနေရာလေးကိုတက်ချင်နေပေးလိုက်ပါဒီလိုနေပေးလိုက်မယ်ဆိုရင် refolling နဲ့ဆွဲချလိုက်မယ်ဆိုရင်ကျွန်တော်တို့ရစီထားတဲ့ US တီတီပမနာလီကဆွေပနစီတို့ပဲကြိုက်ပြီးပဲဖြစ်ပါတယ်ဒီလိုကြိုက်ပြီးဆိုရင်ကျွန်တော်တို့ရဲ့ဒီဘောလီကိုဆွဲချလိုက်မဲ့ဆိုရင်ဒီမှာဘိုင်းနဲ့အကောက်လေးထက်ကိုပေါ်တော့ကျွန်တော်တို့လွှဲပြောက်ထားတဲ့ USDT ပမနာလီကရောက်စီတော့ပြီးပဲဖြစ်ပါတယ်ဟုတ်ကဲ့ဒီမှာဆွေပေါ်တော့ကျွန်တော်ဒီမှာဒီခနေတာရမခနေဆက်ခနေ3ည4ကို USDT ရောက်စီလာပြီးပဲဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်ဒီဘိုင်းနဲ့လေးကိုတစ်ချေဝေလိုက်မှာဖြစ်ပါတယ်ဝေလိုက်ပြီးဆွေကျွန်တော်တို့ထုတ်ယူထားတဲ့ဒီမှာ USDT ပမနာလီကဆွေပေါ်တော့ဒီထက်ကိုရောက်စီလာပြီးပဲဖြစ်ပါတယ်အရာကိုမြန်ဆန် င်ပါတယ်အခုထုံကျွန်တော်တို့အခုရောက်တဲ့ EPP လေးပဲဖြစ်ပါတယ်ဟုတ်ပြီလောဝတရားရခိုင်တော့ပေးတယ်ကျွန်တော်တို့ EPP လေးတွေပဲဖြစ်ပါတယ်၃နိုင်တစ်ခါမိုင်းနေဝယ်သူပေးရုံနဲ့ USDT လေးတွေကို free ရောက်လို့ရမယ်ဒီ APP လေးတွေပဲဖြစ်ပါတယ်ဟုတ်ပြီဒီ APP လေးတွေအကြောင်းကိုနားမလည်သေးဘူးဆိုရင်ကျွန်တော်ရဲ့ comment အောက်မှာမေးမြန်းတော်လို့ရပါတယ်ကျွန်တော်ရဲ့ video လေးအချို့စီးတဲ့ဆိုရင်တော့ like လေးနှိပ်ခဲ့ပြီးပို့ကျွန်တော်တောက်ဆိုချင်ပါတယ်နောက်ထပ် video မှာ ။နောက်ထပ်ဗီဒီယိုမှာဒီလိုတရားရခိုင်နှုန်းပေးတဲ့ APP တွေနဲ့တို့ကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။